ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟိုရာ channel လေးကနေစိတ်ဝင်စားစရာပြည့်ရမှန်ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းဆန်ခရွာလေးမှာအမှန်တကယ်ဖြစ်ပွားခဲ့မှုတော့ဥစ္စာဆောင်နေပြီးတဲ့ရွှေဦးကိုရပြီးချမ်းသာခဲ့တဲ့မိသားစုဖြစ်ရဆန်းလို့မြည်ရတဲ့စိတ်ဝင်စားပွဲ ထူကြဆန်းချင်းကမ္မီယောက်ပြည့်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်းဆက်ပေးမှာဖြစ်လို့နှောစင်ခံစားအောင်ပေးကြပါဦးခင်ဗျာသူထုံးနဲ့သူလာတဲ့ကလေးငယ်ထူဆန်းတော်ပြည့်ရများနဲ့တွေ့ကြုံရတဲ့ရွာလေးကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုင်ဆန်ခါဆိုတဲ့ရွာလေးပါအဲ့ဒီရွာလေးကရှေဟောင်းရွာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်လောက်ကတည်းကတည်ရှိခဲ့တဲ့ရွာကလေးပါ အဲ့ဒီရွာလေးဟာဒုထဝရီမြည့်ရဲ့မြောက်ဖက်ထဲကိုချိုးဝင်ရပြီးတောင်များကာယံထားလို့ကျောင်းကြတဲ့ရွာလေးဖြစ်ပါတယ်။အဲ့ဒီရွာမှာရှိတဲ့ရွာသူရွာသားတွေဟာရာသီလိုက်တင်းနှံဆိုင်ကြတဲ့တောင်သူများဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီးဖရာတရားကိုလွန်စောမှ ကန့်ဆိုင်သူများဖြစ်ကြပါတယ်။ရွာရဲ့နောက်ဘက်မှာရှိတဲ့တောင်ဒီပေါ်မှာယတိများယဟန်များကကျောင်းဆောက်ပြီးတရားဘာဝနာပွားများကတည်င်းတုံနေထိုင်ကြတဲ့ မနက်စောစောကြွလာတဲ့ယတိယဟန်များကိုရွာသူရွာသားတွေကအမြဲတမ်းဆွံ့လောင်ကြပါတယ်။အဲဒီရွာသူရွာသားတွေထဲမှာကိုဆိုင်လုံးနဲ့မနက်ခင်းတို့ဇနီးမောင်နှံလေးပေါဝင်ခဲ့တယ်။သူတို့ဟာဆင်းရဲပေမဲ့အလုတန်းကိုသန္တာတရားထက်တန်စွာနဲ့လှူဒန်းကြပါတယ်။ဒီနေ့မှာတော့မနက်ခင်းအိမ်မက်မတ်တင်အိမ်မက်ထဲမှာမင်းသမီးဝေဆောင်ဝဲထားတဲ့မိန်းကလေးကအသားဖြူဖြူတုတ်တုတ်ခဲခဲကလေးတယောက်ကိုမနက်ခင်းကိုလှမ်းပေးပြီးတော့ ဒီကလေးကသူ့ထုံးနေသူလာတာမို့ကောင်းစွာစောင့်ရှောက်ပါအဲ့လိုပြောပြီးယောက်ျားလေးတယောက်ကိုပြေးပြီးတော့ပြန်သွားခဲ့တယ်အဲ့ဒီအိမ်မက်ကိုမှတ်ပြီးတော့တင်မကြခင်မှာတားယောက်ျားလေးတယောက်မှုဖွာလာခဲ့တယ်ကလေးကလည်းအိမ်မက်ထဲကတိုင်းပြူပြူတုတ်တုတ်နဲ့အင်မတန်မှချစ်စရာကောင်းနေကလေးလေးနှစ်လခန့်အရွယ်ကိုရောက်တဲ့ခါမှာမနက်ခင်ကကိုဆိုင်လုံကိုကျွတ်တူတော်လေးကနှစ်လကျော်လာပြီ နာမည်လည်းမပြရသေးဘူးဘလို့လောက်ကြမလဲကိုဆိုင်လောက်တောင်ပေါ်ဆရာတော်ကြီးစီကို တွားပြီးတော့နာမည်ပေးပါလို့ပြောကြတာပေါ့ကွအင်းကောင်းသားပဲဒီလိုနဲ့တောင်ပေါ်ကျောင်းဆရာတော်ကြီးစီကိုတွားရောက်ခဲ့ကြပါတယ်ဆရာတော်ကြီးဟာပေရင်ပညာရက်ကိုလည်းလွန်စွားမှကျွမ်းကျင်တာမို့မွေးစားတော်ကိုတွေ့ချက်ကြည့်ပြီးတေကလေးကိုဆိုင်းလူလာလို့နာမည်ပေးရမယ်သူကအရွယ်ရောက်လာတဲ့အခါမှာယုဒိယဥစ္စာပစ္စည်းအစုပုံရပြီး တတိဖြစ်နေမယ်။ဒါပြင်ထုတ်ကြတဲ့ပစ္စည်းကိုပန်းဆိုင်ရလိမ့်မယ်။တကယ်လေကိုကောင်းကောင်းပြုစုကျွံ့ဝေးစောင့်ရှောက်ပါ။တင်မဖျား။ဒီလိုနဲ့တောင်းငယ်လေးကိုစိုင်းလူလာဆိုသောနာမည်ကိုမှဲ့ခေါ်ခဲ့ပါလိမ့်။မိုင်းဆန်ခရွာရဲ့အနောက်ဘက်မှာတောင်လမ်းကြီးတွေရှိသလိုတစ်တော်ကြီးလည်းရှိပါလိမ့်။တောင်ပေါ်အတက်မှာကြောက်ဖြာကြီးတစ်ချက်ရှိတယ်။ဟိုရင်တုန်းကအလူတန်းရှိပြီဆိုရင်မိမိလိုချင်တဲ့ရွှေလက်ဝဲလက်စားတွေနဲ့အလူမအုံပြုတ်ဖို့ အိုခွက်ပကံကစဆရင်ရေးပြီးအဲ့ဒီကြောက်ဖြာကြီးမှာစာရွက်တင်ထားရပါတယ်အဲ့ဒီစာရွက်ကိုလည်းညနေအချိန်မှမှတင်ရတာစာရွက်လွတ်မကြအောင်ကြောက်ခဲတန်တန်နဲ့ဖိထားရတယ်ဖိထားရတဲ့ကြောက်ခဲကညစ်ပေးနေရင်လည်းမရပါတကြောင်စာရွက်မှာဖိမိတဲ့ကြောက်ခဲကိုလည်းတည်တည်ချာချာတိုက်ချွတ်ပြီးတန့်စင်အောင် ရေးစေးရတယ်ပြီးတော့အဲ့ဒီကြောက်ခဲကိုအမွေးနဲ့တာပတ်ပြီးတင်ရတယ်ပစ္စည်းငှားတဲ့လူတွေက ပိုင်နှင်းရှင်အမတော်နမ်းမြတွေကိုတိုင်တယ်ပါတယ်ကျွန်တော်တို့မှာအလူတန်းတွေဝိုးခော့ပကံများဝစ်စင်ရန်လက်ဝဲလက်စားများလိုအပ်တဲ့တွေစည်ရင်တင်ပါတယ်အဲ့ဒီစည်ရင်တိုင်းပစ္စည်းများကိုခေတ္တငှားရမ်းပါအသုံးပြုပြီးပါက ပြန်ပေးပါမယ်လို့ဂတိပြုပါတယ်ညနေဆောင်ချိန်မှာအထပ်ပါတိုင်းပြောပြီးပစ္စည်းငှားရမ်းခဲ့ကြတယ်နောက်တည့်ရက်မနက်စောစောမှာတော့အဲ့ဒီကြောက်ဖြောက်ဘောကိုတွားကြည့်တဲ့အခါမှာစည်ရင်မှာပါတဲ့အတိုင်းရွှေလက်ကောက်ရွှေပြည့်ရက်နဲ့တကွာ ဩခပကံနေပါရောက်နေပါတယ်အလူပွဲမှာအသုံးပြုပြီးပြီဆိုရင်တော့အဲ့ဒီပစ္စည်းတွေကိုပစ္စည်းစီးရင်တကွပြန်အပ်ရတယ်ဒီလိုနဲ့ကြောက်ဖြာကြီးပေါ်မှာငှားလိုက်ပြန်ပေးလိုက်နဲ့နှစ်ပေါင်းအတော်ကြာခဲ့တယ်အဲ့ဒီတုန်းကလူတွေဟာအင်မတန်ယူသားကြပါတယ်ဒါပေမဲ့နှစ်ပေါင်းကြာလာတာနဲ့မျှမယူသားသူတယောက်ပေါ်ပေါက်လာခဲ့တယ်ရွှေလက်ဝဲရဏနာတွေငှားပြီးပြန်ပေးရမှာကိုမပေးချင်တော့ဘဲလောဘတက်လာခဲ့ပါတယ် ဒါနဲ့ပြန်ပေးရမယ့်ရမောင်ပြန်မပေးဘဲနဲ့အိမ်ထဲကတိတားထဲမှာထည့်ပြီးတင်ထားလိုက်တယ်။အဲ့ဒီညမှာမယိုးသားတဲ့မိမဟောအိမ်မမပါတယ်။သူစီကိုတိုင်နှန်းရှင်ရောက်လာပြီးယူထားတဲ့ပစ္စည်းတွေကို၃ရက်တွင်ပြန်ပေးရမယ်။မပေးရင် အသေးဆုံးနဲ့တင်မယ်လို့ပြောပြီးပျောက်ွယ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမယိုးသားတဲ့မိမကပြန်မပေးခဲ့ပါဘူး။ဒီလိုနဲ့၃ရက်မြောက်တဲ့နေ့မှာမွေကြိုက်ပြီးတေဆုံသွားခဲ့တယ်။ တိတ်တာထဲမှာတင်ထားတဲ့လက်ဝဲယတနာပစ္စည်းတွေလည်းထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးတိုင်နန်းရှင်စိတ်ဆိုးသွားလို့နောက်ထပ်ဘဲတော့မှပစ္စည်းငှားလို့မရတော့ဘူး။ဒါပေမဲ့အဲ့ဒီကြောက်ဖြာကြီးကတော့ရခုတိုင်းရှင်နေပါသေးတယ်။ကိုဆိုင်လုံးနဲ့မာနန်းခင်တို့စိုက်ခင်းကတော့တောင်ချီမှာရှိတယ်။သူတို့ဟာရာဒီဘော်တိနယ်များကိုစိုက်ပျိုးပြီးတဝမ်းတစ်ခါတည်းလောက်ကင်စားတော့ခဲ့တယ်။ဒီလိုနဲ့ဆိုင်လူလာလေးလည်းလူပြိုရွယ်ကိုရောက်လာခဲ့ပြီ။ လူလဆိုတဲ့အတိုင်းမျက်နှာလေးကလှပပြီးတံပါထွားကြိုင်းနေလူကျော်လူလမဟုတ်အမျိုးသမီးလေးများရဲ့အရေးပေးခြင်းကိုခံရတယ်သူတို့ဟာတောင်သူများပြီးပြီးမနက်စောစောကလေးကောင်ဘောက်ကင်ကြီးနဲ့ရာမီကိုသွားပြီးထွင်းရဆိုင်ပြိုးတယ်ရာမီထွက်တဲ့ကောက်ပေတီနံများပေါ်လာပြီးဆိုရင် မြို့ပေါ်တက်ပြီးတွားရောက်ရောင်းချခဲ့ကြတယ်စိုက်ပြိုးရေးတောင်သူလို့ဆိုတော့ပင်မနာပေါ်တနေ့မှမြေပေါ်ရင်းနဲ့ဆိုင်လူလာကသူ့ရဲ့ဖောက်ကင်ကို ဖေရဲ့တော်တို့လောက်ကလည်းပြင်ပန်းလိုက်တော့ပညာနေပေါ်ပြန်တော့လေဈေးနေနဲ့ကြုံမဈေးရောက်တာဈေးနေနဲ့မကြုံဘူးဆိုရင်ပို့ကုန်မြန်ရောဗျအေးဒါကတော့တောင်သူတွေရဲ့ဘဝကရိုးနေပါပြီငါသားရဒီလိုပုံစံနဲ့တော့ချမ်းသာဖို့မပြောနဲ့စောက်ဖို့တော့အနိုင်နိုင်ပဲဖေရအေးဒါပေမဲ့ငါသားအမငယ်နဲ့မင်းမေရဲ့အိမ်မက်မှာလေမင်းမသူ့ထုံးနဲ့သူလာတာတဲ့တောင်ပေါ်ကျောင်းဘုန်းကြီးကလည်း မင်းကယုတ်ရက်ကြီးပွားချက်နာမယ်လို့ဘေးရင်ဟောတယ်ကွာဖေယားအခုချိန်ထိတော့ပင်မလိုက်တာဗျာငါသားရအချိန်မတန်သေးလို့ပါကွာ အချိန်တန်ရင်တားလို့မရဘူးကွာအဲ့လိုပြောရင်ဆိုရင်လည်းစိုက်ပျိုးပေါင်းသိန်းရေလုံးစတဲ့အလုပ်တွေကိုလုပ်ကင်နေပါလိမ့်ဒီလိုနဲ့လေးလာကြောခန့်ချိန်ပေါင်းတို့စိုက်ပျိုးထားတဲ့ကော်ဖီပန်းများဝိဆာစွာဖူပွင့်နေပါပြီအဲ့ဒီခါမှသူ့ရဲ့ဖခင်ကြီးက ဟေးငါသားလူလမနှက်ပြန်ဈေးနေပဲကွာမင်းမနှက်သောသောဘန်ကော်ပီတွေခုပြီးမြို့တက်ရောင်းကွာဟုတ်ဖေဆိုင်းလူလမှာရောင်မြေထွက်တဲ့ကောက်ပဲတိနံများကို မြို့ဘော်ကိုသွားရောက်ရောင်းချရသည်မှာသူ့ရဲ့လုံနေရအလို့တခုဖြစ်တယ်။ဒါကြောင့်နောက်တည့်ရက်မနှက်သောသောမှာဘန်ကော်ပီများကိုဆွတ်ယူပြီးတဲ့နောက်လဲဘော်ကိုတင်ကောင်းမြို့ဘော်ကိုသွားတဲ့လမ်းတိုင်းမောင်းနှင်လာခဲ့တယ်။အဲ့ဒီအချိန်ကစောင်းဦးတို့ဖြစ်လို့နှင်းမုံများကတဖွဲ့ဖွဲ့ကြာဆင်းနေတယ်။ ချမ်းလိုက်တာလေခိုက်ခိုက်တုံနေပြီ။ဘဝဉဏ်တစ်ခုလုံးမှလည်းနှင်းကြနေတာကြောင့်ပြာကြီးမိုင်းပြီးမတဲ့မကွယ်ဖြစ်နေပါရဲ့။ဆိုင်းလူလာကမတဲ့မကွယ်နှင်းမုံများကြောင့်မှလှေမောင်းသွားရင်လည်းလမ်းခုလရောက်မှတော့ခံနှောင်းရွက်ထားတဲ့မိမိပြိုလေးတယောက်ကိုတွေ့လေရတယ်။အဲ့ဒီမိမိပြိုလေးကအကိုကြီးလဲကြုံလိုက်ချင်လို့ပါလိုက်လို့ရမလားအဲ့လိုလှမ်းပြီးတော့မေးလိုက်တယ်။ရွာသူရွာသားတွေရဲ့တဘာဝရောက် လက်ကြုံလိုက်ခွေတောင်းရင်အခမဲ့လက်ကြုံတင်ရတဲ့သဘောရှိတဲ့အတွက်စိုင်းလူလာကဟုတ်ကဲ့လိုက်ခဲ့ပါအဲ့လိုပြောပြီးလက်ကိုရက်ပေးလိုက်တယ်အဲ့ဒီမိမိပြောလေးလက်ဘော်ကိုတက်လာတဲ့အခါမှာစိုင်းလူလာကမင်းကလေးမင်းလည်းမျိုးပေါ်သွားမလို့လားမဟုတ်ဘူးမျိုးရောက်ခန်းဒီမိုင်းအုံမှာဆင်းမှာမင်းဘာသွားရောက်မလို့လဲကွာခရမ်းညင်သေးပါကိုထူးဆန်းတာကအဲ့ဒီမင်းကလေးလှေဘော်ကိုတက်လာကလေးက အလွန်ကုန်မွေးကြိုင်တဲ့ရနံ့ကကြိုင်လှန်နေပါတယ်။ဆိုင်းလူလာအတွက်အထူးဆန်းဖြစ်နေတယ်။ဒေါ်သူတောင်သားဆိုတော့မွေးရနံ့မတုံနိုင်ကြပါဘူး။အလွန်ဆုံးသုံးရင်တတ်နှခါလောက်ပဲ။ဒါနဲ့အဲ့ဒီမိန်းကလေးကိုမမြင်ဘူးလို့မင်းကိုတခါမှမမြင်ဘူးပါလား။မင်းဘယ်ရွာကလဲကွာ။မိုင်းပြင်ရွာကပါ။မင်းနာမည်ကဘသူတော်နမ်းမြနွယ်ပါရှင်။ဩနမ်းမြနွယ်လေလား။နမည်လေးကစမ်းတယ်လို့ အဲ့ဒီမိန်းကလေးမလွန်ဆောင်မချုံမောလှပါတဲ့ဖြင့်ဇိုင်းလူလာတို့အဲ့ဒီမိန်းမျိုးလေးနဲ့တွေ့ကြုံရတာကိုကြည်နိုနေပြီတဲ့တော့သူဟာဈေးထဲကိုသွားပြီးပါလာတဲ့ဘန်ကော်ဘီများကိုရောင်းချပြီးဈေးကွဲတဲ့ခါမှတော့လာလန်တိုင်းပြန်လာခဲ့ပါတယ်မိုင်းအောင်ရွာနောက်ကိုရောက်မှတော့မနက်ကလှဲကြုံလိုက်ခဲ့တဲ့မိန်းကလေးကိုထပ်ပြီးတော့တွေ့လဲရတယ်ဟေးလုံမမင်းမိုင်းပြင်းရွာကို ပြန်မလို့လားကွာဟုတ်ပါတယ်ရှင်ဒါဆိုလဲကြုံလိုက်ခဲ့လေကွာ အပြန်ခီးမှာတော့ထိုးချစ်တဲ့ဝဲမိမိပြိုလေးနဲ့အတူတူပြန်လာခဲ့တယ်။မနက်တုန်းကတော့ဈေးရောင်းလို့စောနဲ့ဒူးနေတူမြားစွာစကားမပြောဖြစ်ခဲ့ပါ။အပြန်ခီးမှာတော့ဈေးရောင်းကောင်းလို့ငွေစာလေးကလည်းရွှင်နေတဲ့ချိန်မို့စိတ်လေးရွှင်လန်းပြီးစကားတွေအများကြီးပြောဖြစ်ခဲ့တယ်။အရင်တုန်းကဒီလိုအပြန်ခီးမှာအဖို့မပါလို့အလွန်ကိုပြင်းရင်ညို့ပဲကောင်းလာပါတယ်။အခုတော့တတူရွယ်တူချစ်စရာမိန်းကလေးကအဖို့ပါလာတဲ့အတွက်သူမနဲ့တလန်လုံးစကားတွေဖုံးဖွဲ့ပြီး ပြောင်းကြဆိုကြတဲ့အလွန်ကိုပျော်ရွှင်ခဲ့တယ်။အိမ်ကိုရောက်တဲ့တိုင်အောင်သူ့ရဲ့မျက်နှာမှာအပြုံးတွေဝေနေပါတယ်။သူ့မိကတော့ငါသားဒီနေ့ဈေးရောက်ကောင်းတယ်နဲ့တွေ့တယ်။မျက်နှာကိုပြုံးရွှင်လို့ပါလား။အဲ့ဒီလိုပြောလိုက်တော့သူ့ဖေကဟာဟာမင်းသားကြည့်ရတာဈေးရောက်ကောင်းတဲ့ပုံမဟုတ်ပါဘူး။ရီးစားရလာတဲ့ပုံကွာ။ဟာအဖေကလေးဗျာ။ဆိုင်လူလကရှက်ပြုံးပြုံးပြီးညင်လိုက်တယ်။ ဒါပေမဲ့လေသူ့ရဲ့နှလုံးသားထဲမှာအသားရေဖြူစင်ဝင်းဝင်နေပြီးနှုတ်လဲချိုတဲ့မိမိပြိုလေးကို ဆွေလန်နေမိတယ်။ဘာကြောင့်မှမသိပေမဲ့သူမရဲ့အကြောင်းကိုတွေးရင်ယဉ်ခုံနေမိတယ်။ဇင်းနေမှာတွေးခဲ့ရတဲ့မိန်းကလေးမျိုးနောက်ဇင်းနေမှာ ထပ်ပြီးတွေ့ဦးမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့ပြည်နှံနေပါတယ်။သူတို့ရဲ့ဇင်းနေက9ရက်တည်းပါ။9ရက်မှတစ်ချိန်သွားရတာမို့9ရက်ရောက်ဖို့စောင့်မျှော်နေခဲ့တယ်။စောင့်ရလို့တော့မသိပါဘူး။ 9ရက်ရောက်ဖို့အတွက်အကြကြီးဆောင်ရတယ်လို့ထင်ခဲ့မိတယ်။ဒီနေ့ဈေးနေပါစိုင်းနူလာလေးဘန်ကောက်ပြည်တွေတင်ပြီးတော့မနက်စောစောမြို့ပေါ်ကိုသွားခဲ့တယ်။မိုင်းပြင်ရွာနောက်ကိုရောက်မှတော့လဲကြုံလိုက်ချင်လို့ပါလိုက်လို့ရမလားရှင်။ဆိုတဲ့အတန်လေးနဲ့တူနမ်းမြတွေကိုတွေ့လိုက်ရတဲ့အခါမှာတော့သူအရန်ကိုဝမ်းသာသွားပြီ။အော်လိုက်ခဲ့ပါဗျာ။တွေ့မှတွေ့ပါမလားလို့တောင်စိတ်ထဲမှာပူနေတာဗျ။ကျမလည်းအခုရဲ့လဲတော့သွားပြီလားလို့စိုးရိမ်နေတာ။ ကဲလာလာလဲပေါ်တက်တရတလန်လုံးစကားတွေဖုံဖွဲ့ပြီးမြို့ပေါ်ကိုလှည့်မောင်းသွားကြကြတယ်တရနုံမအပြုံးနေကိုသည်နဲ့အပြန်ခီးမှလည်းအရင်ကလိုပဲ အတူတူပြန်လာကြကြတယ်နောက်တော့ဇင်းနေတိုင်းတရနုံဆုံပြစ်ခဲ့တယ်ဒီလိုနဲ့၄၅၆လကြာဆုံပြီးတဲ့နောက်မှာတော့သူတို့တွေချစ်သူဖြစ်သွားကြပါတယ်ချစ်သူဖြစ်ပြီးလို့နှစ်လလောက်ကြာမှသူမကမျက်နှာညှိုးငယ်စွာနဲ့လှဲကြုံလိုက်လာခဲ့တယ် နန်းမျက်နှာမကောင်းပါလားဘာဖြစ်လို့လဲကွာကိုရဲ့နန်းနဲ့ကိုခွင်းရတော့မှာဘာဖြစ်လို့လို့နန်းတို့ဒီဘာကနေပြောင်းရတော့မှာဘာဖြစ်လို့ပြောင်းရမှာတော့နန်းရအထက်ကစေခိုင်းထားတဲ့အကြောင်းကြောင့်ပဲမပြောင်းခင်နန်းတို့ရော်ကိုလိုက်ခဲ့ပါနန်းပေးเสียရရှိလို့ပါဟောအင်းမနန်းကလိုက်ခဲ့ပါဆိုရင်လည်းလိုက်ခဲ့မယ်လေဆိုင်လူလာကဈေးကပြန်ပါ နိုင်မြတ်နွေနဲ့တူဒီမတော်ရဲ့ရွာကိုလိုက်လာခဲ့တယ်။နိုင်မြတ်နွေတို့ရွာဟာမိုင်းပြင်ရွာကိုသွားတဲ့လမ်းတိုင်းလာပြီးအဲ့ဒီရွာကိုမြောက်ခင်းမြောက်စုစုကိုအဝေးကြီးဆက်သွားရတယ်။တော်တော်လေးကိုမိုးချုပ်ကန်ဒီမှရွာကိုရောက်သွားခဲ့တယ်။အဲ့ဒီရွာကိုရောက်တဲ့ဆိုရင်ပဲရှင်းအောင်ဝယ်စားတဲ့ဝယ်စင်ထားတဲ့လူတွေက စီးကြိုခဲ့ကြတယ်။စိုင်းနူလာဟာဒီလိုခုံလာတဲ့ရက်မှာရွာရှိမန်းတော်မသိခဲ့ဘူး။ကိုပြင်းဒီနေရာမှာရွာရှိမန်းတော်မသိခဲ့ဘူး။ ဟုတ်ပါတယ်ဒီဘာကခေါင်လွင်းလို့တော်ယုံလူကရွာရှိမှမသိကြဘူးအကိုလည်းခီးကြီးကြီးကိုလှင်မောင်းလာလို့ပြင်မှတ်နေပြီရေချုပ်ပြီးတော့ထမင်းစားရအောင်လေရပါတယ်နန်းရဲ့ဒီလိုနဲ့စိုင်းလူလာမှာရေချိုးပြီးထမင်းစားရန်စောင်းတိုင်းနေစဉ်နန်းမြနယ်ရောက်လာပြီးတော့ထမင်းစားရန်ခေါ်လိုက်တယ်ထမင်းစားပြီးတဲ့နောက်အကိုနန်းပြောတဲ့စကားဟာအကိုတို့အရင်ကထူးဆန်းနေလိမ့်မယ်ပြောပါနန်းရဲ့ရပါတယ်ကွာနန်းကလေ ဒီရွာကမကြမီထွက်သွားအောင်မို့အခုကိုဒီရွှေမကြီးတောင်နေပြီးခဲ့မယ်ရွှေမကြီးတောင်နေကိုတချို့တော့ဟောင်းချရောင်းနဲ့အခုကတထေးဝယ်တွေကိုကန်နိုင်ပါပြီအဲ့ဒီခါမှာမိုင်းရွယ်ရွာကတထေးသမီးနန်းသိကီကိုတောင်းယူပြီးတော့လက်ထပ်ပါဘလို့အခုတခြားသူတူနဲ့လက်မထနိုင်ဘူးနန်းကိုလည်းတစ္ဆောင်မဖောက်နိုင်ဘူးကနန်းပြောတဲ့အတိုင်းလုပ်ပါအခုရေဒါမှနန်းရဲ့ဆန်တော်ကိုပြည့်စည်ပြရရောက်မှာ မိုင်းရွယ်တထေးကြီးက နန်းရဲ့ဖခင်မှာနန်းတင်ကြီးကနန်းရဲ့ညီမလေးအရင်မှာအဖေကကြံပါရင်မကောင်းတော့ဘူးမကြခင်တည်ဆုံးတော့မှာဒီတော့လေညီမလေးတယောက်တည်းကြံခဲ့မှာကိုစိုးရင်တော့အကိုရဲ့အဲ့တော့အကိုကူညီပါတော့ဒါဆိုနန်းကညီမလေးနဲ့တူသွားပြီးနေလိုက်ပါလားနန်းကအဲ့လိုနေလို့မရပါဘူးအထက်ကစေခိုင်းထားတဲ့အတိုင်းသွားနေရလို့ပါဆိုင်းလူလာမှာနန်းမြွေရဲ့ဇကားကိုနားမလဲပါထို့နောက်နန်းမြွေကအကိုကို နောက်တစ်ခုပေးမဲ့သူရှိတယ်အဲ့ဒါကတော့အကိုတို့ကိုးကွယ်နေတဲ့ရေသေးကြီးဥဒိခပဲနန်းစီကပြန်ရင်ရေသေးကြီးဥဒိခစီကိုသွားပါရေသေးကြီးကအကိုတို့လာကိုစောင့်နေမှာဟုတ်လားဟုတ်ပါတယ်အကိုနန်းကရွှေမြကြီးတောင်းနေပါတယ်ရွှေဟိုးကိုပေးလိုက်မယ်ရေသေးကြီးကအကိုကိုပစ္စည်းနှစ်ခုပေးလိုက်မယ်အဲ့ဒီပစ္စည်းကိုယူပြီးနန်းတန်ကြီးကိုသွားတောင်းပါအကိုနန်းတန်ကြီးဆိုတော့အကိုတစ်ခါမှလည်းမမြင်ဘူးပါဘူးကွာ အဲ့ဒါကိုဘယ်လိုလုပ်ပြီးတွတ်တောင်းရပါတော့အခုနန်းကိုချစ်သလားနန်းမြတ်ွယ်ကဆိုင်လူလာကို စစ်စစ်ကြည့်ပြီးတော့မေးလိုက်အောင်အခုနန်းကိုသိချစ်တာပေါ့ကွာနန်းကိုချစ်တယ်ဆိုရင်နန်းပြောတဲ့အတိုင်းလုပ်ပါကိုရဲ့နော်နန်းကိုကတိပေးပါကိုကတိပေးပါလေနန်းရဆိုင်လူလာလည်းဝမ်းနဲ့စွာနဲ့ကတိပေးလိုက်တယ်ထို့နောက်ညနေလာပြီးဖြစ်လို့အိပ်ရာဝင်ခဲ့တယ်မနက်မိုးလင်းလို့ အဲ့ရကနိုးတဲ့ခါမှာဟာငါဘယ်ရောက်နေပါလဲဆိုင်လူလာမောင်တောကြီးရဲ့လဲမရှိတဲ့ကြောက်ဖြာကြီးပေါ်ကိုရောက်နေပါတယ်သူရဲ့နေဘေးမှာတော့ရွှေမကြီးတော်များထည့်ထားတဲ့ရွှေဦးကြီးတလုံးအင်းနမ်းမြွေကတိုင်နှဲရှင်ပဲဖြစ်လိမ့်မယ်သူနဲ့ငါဘွားချလို့မပေါင်းနိုင်လို့သူညမစီကိုတွားတောင်းခိုင်းတာဖြစ်လိမ့်မယ်ဆိုင်လူလာကရွှေဦးကို ပစိုးနဲ့ထုတ်ပြီးလှဲပေါ်ကိုတင်လိုက်တယ် နောက်တော့လက်ကိုမောင်းပြီးအိမ်ပြန်လာခဲ့တယ်။မိဘနှစ်ပါးဟာမင်းညကအိမ်ပြန်မလာတဲ့အကြောင်းကို မေးလို့ညကဖြစ်ပျက်တွေကိုပြောပြီးရွှေကိုမိဘနှစ်ပါးရဲ့လက်ကိုအလိုက်တယ်။နောက်တည့်ရက်မှာတော့မိဘနှစ်ပါးနဲ့တူရတေကြီးဥဒိတ်ကစီကိုသွားခဲ့ပါတယ်။ရတေကြီးစီကိုရောက်တယ်ဆိုရင်ပဲရတေကြီးဥဒိတ်ခါကဩလာပါလာပါဒကာကြီးတို့ဒကာမတို့ကျုပ်ကခမည်းတော်ကိုမျှော်နေတာအတော့ကြပြီ။မှန်ပါဗျာ။ ကျိုလဲအဂိယထိုးတာအစင်းတစ်ခုကိုရောက်သွားပြီအဲဒါကြောင့်ဒီမှာမနေတော့ပဲဟိုတောင်တီလာကိုသွားတော့မလို့အရှင်ဖေဟာသွားတော့မယ်ဆိုတော့တပည့်တော်တို့လည်းစိတ်မကောင်းပါဘူးဖေဟာအေးဒီလိုပဲတွေ့ကြုံဆုံကွဲတဘာဝအတိုင်းပဲပေါ့ဒါနဲ့ကြုံမသွားခင်စိုင်းလူလာကိုကံမီယထမင်းအိုးနဲ့ဟင်းအိုးလေးနှလုံးပေးခဲ့မယ်အဲ့ဒါဘာလို့ ਆ မှာလဲဖေဟာဒီထမင်းအိုးနဲ့ဟင်းအိုးကအဂိယအတတ်ပညာနဲ့ပြည့်လုံထားတာ အိမ်မှာတပိုင်းတနိုင်ချက်စားနိုင်တယ်လို့အလိုအတန်းတွေမှာလည်းချက်စားနိုင်ပါတယ်ဒီတမျိုးကတပိဝင်အိုးပဲဟင်းအိုးကလည်းတစ်ခါချက်ဟင်းအိုးပဲလူများကြီးကိုဘယ်လိုကြွေးမလဲအေးဒါဆိုရင်ငါပြောတာကိုနားထောင်ဒီတမျိုးကို ချက်ပြီးခူးတဲ့ခါမှာစလောင်းပုံးကိုနည်းနည်းဟပြီးတော့ခူးပါပြီးရင်ပြန်ဖုံးထားဟင်းအိုးတွေကဟင်းကိုခိုင်းရင်လဲအဲ့ဒီတိုင်းအတူတူပဲတို့တို့မိသားစုလေရေသေးကြီးပေးတဲ့အိုးနှလုံးကိုယူပြီး အိမ်ကိုပြန်လာခဲ့တယ်။အိမ်ကိုရောက်တဲ့ခါမှာဆိုင်းလူလာကမယုံသဖြင့်ထမင်းနဲ့ဟင်းချက်ပြီးအင်ဂျင်နာချင်းမျိုးကိုဝေရောင်။ဝေလို့မကုန်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒီတော့မှကမ်ဘီယာထမင်းအိုးနဲ့ဟင်းအိုးကြောင့်ကိုယုံကြည်သွားခဲ့တယ်။မကြမီမှာနန်းမြနယ်ပြောတဲ့အတိုင်းညမဖြစ်သူနန်းသိန်းကြီးကိုတထေးလေးဆိုင်းလူလာကမိဘဆုံကြီးနဲ့တွားပြီးတော့တောင်းရောင်။နေမကောင်းဖြစ်နေတဲ့နန်းသိန်းကြီးရဲ့ဖခင်ကြီးကဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်။ နန်းသိန်ကြီးကိုကြည့်လိုက်တဲ့အခါမှာတော့နန်းသိန်ကြီးမှာအမဖြစ်သူနန်းမြတ်နှွေနဲ့လွန်ဆောင်မရုပ်ချင်းတူတဲ့ဖြင့်မိမြန်ရာနန်းမြတ်နှွေမှာသူမရဲ့အမအရင်ဖြစ်ပြီးလွန်ခဲ့သောတနည်းခန့်ကသုံးပါသွားခဲ့တယ်လို့ပြောပြခဲ့ပါတယ်။နန်းသိန်ကြီးရဲ့စကားကိုကြားတဲ့အခါမှာစိုင်းနူလာမှာလွန်ဆောင်မအံ့ဩသွားခဲ့တယ်။နှစ်ဖက်သောမိဘများရဲ့အစည်းအဝေးရောက်နောက်တလမှာစိုင်းလူလာနဲ့နန်းသိန်ကြီးတို့မင်္ဂလာပွဲကြီးကချင်းချင်းသေးမြောက်စီကားတိုက်မြဲစွာကျင်းပခဲ့တယ်။ အဲ့ဒီမင်္ဂလာပွဲကြီးမှာလာသမျှလူတွေကိုအဲ့ဒီကံမရထမင်းအိုးဟင်းဝင်းနဲ့ချက်ကျွေးပြီးအဲခံခဲ့တော့တရွာလုံးဝဝဝဲမြောက်ကျူးမွေးနိုင်တယ်လို့မကုံမခန့်နိုင်အောင်ပူရှံနေခဲ့တယ်။ဒါကြောင့်နိုင်သိကြီးအပေါ်ဝင်အဲ့ဒီရွာလေးကလူတွေကလည်းတန်တော်ဖြစ်ခဲ့ကြပါသည်။နောက်တော့အဲ့ဒီကံမရအိုးလေးနှလုံးကြောင်းကိုတည်သွားပြီးအဲ့ဒီရွာမှာလှူဒန်းရှိပြီးဆိုရင်အဲ့ဒီအိုးလေးနှလုံးကိုလာငှားပြီးတော့ချက်ပြုတ်လှူဒန်းကြတယ်။တပြေးပြေးနဲ့ တချမ်းယောကယောသူယောသားတွေလေအဲ့ဒီအိုလီကြောင့်ဝတ်သိပြီးအလုတန်းရှိရင်စိုင်းလူလာစီကအိုလီနှလုံးသွန်ငါပြီးချက်ချက်ပြုတ်ကြလို့ပြုတ်စမှတ်တွင်လာခဲ့ပါတယ်အဲ့ဒီကမီးကအိုလီအကြောင်းကိုအဲ့ဒီကောင်နီနာမှာရှိတဲ့ယောတိုင်းလိုလိုသိခဲ့ကြတယ်ဒါကြောင့်မိုင်းဆန်ကယောနဲ့ကြောက်ဖြာကြီးကြောင်းအိုလီရဲ့အကြောင်းကိုရှေးလူကြီးတွေကပြောမဆုံးအောင် ဖြစ်ခဲ့ကြပါတယ်စိုင်းလူနဲ့နမ်းမြနယ်တို့လိုဘဝချားတဲ့ခြေသူတွေအကြောင်းကိုလည်း အဲရဝင်းပုံမြင့်ဖြစ်ယခုတန်းအောင် ပြောနေတော့ပါပဲဒုဇန္နာကအဲ့ဒီဂမ်မီယာအိုးနှလုံးကတော့ဆိုင်းလူလာတည်ဆုံးသွားတဲ့အခါမှာပဲထူးဆန်းစွာပျောက်ွယ်သွားခဲ့တယ်တဲ့ဟုတ်ကဲ့စေဝင်စားပွဲထူးခြားဆန်းခြင်းဂမ်မီယာဖီအမ်မန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့ မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဉာဏ်ရည်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment ပေါ်ဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအားလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘောင်းမီဟော်ရာ channel လေးကနေထုတ်ကြဆန်းခြင်းလိုဝဆန်းခြင်းပဲရရင်ပေါ်ပဒါလောကကံပြီးရောက် ယမတံမူခင်ဖြစ်ရမန်ဇလံကောင်းမြတ်စွာကိုနေသမပြရှာဖွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ